ဲ့တော့မြတ်စွာဘုရားလက်ထက်ကဒီလိုသမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းဟောင်းဇာကားတွေကိုကြားဖို့နှောင့်ဝရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတခုဇမနာမဟာသာလလို့ခေါ်တယ်။မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမေးတယ်။ရှင်ဘောရမအားတဲ့သူတို့ဆရာဆရာတွေပြောခဲ့တဲ့မှတ်တမ်းအရာဆိုလို့ရှိရင်တစ်ချိန်တုန်းကလူလောကလူတွေနဲ့ပြည့်နေတယ်။မြို့တွေရွာတွေနေကုန်းတွေဆိုတာအိန္ဒိယကိုပြောတာလည်းဖြစ်ချင်းဘူး။ချက်ပြန့်တကြစီကားတယ်။ တရားနဲ့တရားတမျိုးနဲ့တမျိုးအချက်ပြန်တစ်ချံစီကားတယ်အဲ့ဒါလို့ပြောရတာသို့တော်လည်းဂတိခေမာတဲ့သူတို့ရှိတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်ကြီးပိုင်းမှာဂတိခေမာကြတော့တဲ့လူကြီးတွေလည်းနေပါသွားပြီးတော့ရွာပြက်တွေနော်မြို့ပြက်တွေတော့ဖြစ်သွားတဲ့နေရာတွေအဲ့ဒါတွေကများပြီးလူကြီးလည်းနေပါသွားတယ်တဲ့အဲ့ဒီလိုဖြစ်ရတာဘာကြောင့်လဲဘာကြောင့်လဲဆိုအကြောင်းတရားကိုမြတ်စွာဘုရားမေးခဲ့ဘူးမေးတဲ့အခါမှာ မြတ်စွာဘုရားကအကြောင်းပေါင်းများများစွာရှိကောင်းရှိနိုင်တော်လဲဘုရားဖြစ်တဲ့အကြောင်းကတော့သုံးမျိုးလေးပဲဖြစ်ထားတာနော်သုံးမျိုးလေးဖြစ်သွားသုံးမျိုးလေးဖြစ်တာဟုတ်လားအဲ့ဒီမှာ main cause လို့ဆိုတဲ့အဓိကအကြောင်းဖြစ်ထားတာ main cause ဆိုတဲ့အဓိကအကြောင်းအဲ့ဒီအဓိကအကြောင်းကနေပြီးတော့ဆက်သွယ်ဖြစ်ပါသွားတဲ့အကြောင်းအဲ့ဒီအကြောင်းကနေပြီးလူတွေနှဲပန်းသွားတဲ့အကြောင်းဒီလိုမြတ်စွာဘုရားဖြစ်ထားတယ် စိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့ဖြေထားတဲ့အထက်မှာ main course လို့ဆိုတဲ့အဓိကအကြောင်းလူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဆရာိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဆရာိုက်ဆိုးဟုတ်မို့စဉ်းစားကြည့်ပေါ့ခဏိခေတ်မှာလဲဘိုးခေါင်နဲ့ရေရှားတယ်တတော်တွေပြောင်းကုန်တယ်တော်တွေပြောင်းတောင်းတွေပြောဘသူတွေကလှုပ်လူတွေလှုပ်တာပဲလေအဲ့လူတွေကဘာလို့လှုပ်တာလဲလို့ဆိုတော့တကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော် မစင်မြင်တော့ဒီခုတ်တယ်ဆိုတာမောဟလောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တောကြီးတွေကပြုံးကုန်တာဒီလိုပြုံးကုန်သည့်အတွက်ကြောင့်ရာသီဝရုတွေပျက်စီးလာရာသီဝရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိအဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိတယ်